ုံးမဲမင်္ဂလာပါရှင်ဆရာမလေးရတော့အကြမြင်ဆရာမလေးအောင်မွေဖြစ်ပါတယ်ရှင်ဒီနေ့ရမလာဟောပြတလဲဟေးဆိုလို့ရှိရင်ဆနလပိုင်းစာအတွက်ကိုတနင်္လာသာသမီများအတွက်ကိုကောင်းခြင်းဆိုခြင်းတွေရဲ့ ပြီးလို့ရှိရင်အခက်အခဲလေးတွေရယ်ကိုကြုံတွေ့ရမယ့်အရာလေးတွေကိုလာရောက်ပြီးဆရာမလေးကလာပြီးပြောပြပေးတာဖြစ်ပါတယ်အဲ့တော့တနေ့လာသတိမှတ်တယ်ဟဲ့ဆိုရင်တစ်ယောက်တစ်ခေါက်နှစ်ခေါက်စီ share ပေးပြီးတော့ဆရာမဟောစရာလေးမှိုင်းမှတ်တယ်မှိုင်းမှတ်တယ်အာပြန်ပြီးတော့ comment လေးပြန်ပြန်ပြောပေးခဲ့ပါလို့ဆရာမမေတ္တာရက်ခံခြင်းပါတယ်ပြီးတော့ဆရာမလေးရဲ့ page အခု ဒီ TikTok အကောင့်မှာလိတ်ချပေးထားတဲ့အကောင့်တွေလေးကိုလာဟိုင်းပေးပါအရင်ကောက်ဟောင်းကဆရာမမပြတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်လာစိန်လာတိုင်းဆရာမလေးရဲ့ personal လေးကိုသိချင်တဲ့လူတွေပေါ့နော်အဲ့တော့ဒီနေ့ကဘာလာပြောပြမလဲဘာတွေပြောပြမလဲဟေးဆိုရင်တနင်္လာသားသမီးတွေကလည်းဆက်တလပိုင်းစားအဲမှာတော့အတိုက်ခိုက်တွေညားခဲ့တယ်လို့ပူပင်တော့ကတွေညားခဲ့ငွေကုန်ကြေးကြတယ်ညားခဲ့စိတ်ညစ်စရာတွေညားခဲ့နေတဲ့အချိန်မျိုးလေးဖြစ်ခဲ့တယ်တဲ့အဲ့တော့ဆက်နှစ်လပိုင်းမှာဟေးဆိုရင် ကံကောင်းခြင်းလေးတွေအေးချမ်းခြင်းလေးတွေကိုရရှိလာမယ်နော်သူများအတိုက်ခိုက်တဲ့အနေလွတ်မြောက်လာမယ်ဟေးဆိုတာကိုကြိုပြီးတော့ဆရာမလာပြီးနမိတ်ဖတ်ပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဘယ်လိုပြောမလဲဟေးဆိုရင်ဆမရဲ့ဟောစတန်လေးတွေပေါ့နော်မှန်ကန်အောင်ကိုယ့်စီကိုထိရောက်ကောင်းခြင်းများစွာရောက်လာအောင်ဆိုရင်ဆမလေးရဲ့အာ ပို့လေးကိုအသက်လေးတွေပေး like and share လေးတွေလုပ်တော့ပေးပါလို့ပြောချင်ပါတယ်ရှင်ကဲအဲ့တော့တနင်္လာသားသမီးများပြီလဲ12လပိုင်းခင်းမှာဟေးဆိုရင်လုပ်ငန်းကံကကုညီဖေးမမဲ့လူတွေပေါ်ပေါက်လာမယ်လုပ်ငန်းကံကကောင်းသောနေရာတွေကိုရွှေ့ပြောင်းခြင်း ်လှုပ်ယူအောင်မယ်လှုပ်ဆောင်အောင်မယ်ဆိုတဲ့အနေထားတွေကိုရောက်တယ်ပြောမယ်ဆိုရင်ပြောင်းရွှေ့လိုက်တဲ့အလုပ်ငန်းကိငန်းနဲ့ပတ်သက်ပြီးကိုလိုအဆင်ပြေလာမယ်လက်ရှိကိုအလုပ်နဲ့ပတ်သက်ပြီးပေါ့သူများအလုပ်ကိုလုပ်နေတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်ကိုလုပ်နေတဲ့လူတွေပဲဖြစ်ဖြစ်အလုပ်နဲ့ပတ်သက်ပြီးအကျိုးပေးခြင်းခံရမယ်ငွေရင်းသေးနဲ့ပတ်သက်ပြီးကိုယ်ဘာမှငွေတွေအများကြီးဝင်လာမဲ့အနေထားတွေကိုရောက်ပါပြီရှင်ပြောမယ်လေဆိုရင်ကိုဆုံးရှုံးထားတဲ့အရာလေးတွေထွက်သွားတဲ့ငွေလေးတွေ ပြန်ပြီးတော့ရလာမယ်ဟဲ့ဆိုတဲ့အတိုင်းတာထဲကိုရောက်ပါတယ်ရှင်ဆန္ဒမပိုင်းဟဲ့ဆိုလို့ရှင်ဘယ်လိုပြောမလဲဟဲ့ဆိုရင်ကိုယ့်ရဲ့ကန်စာတာတွေစေတနာတွေစစ်မှန်ခဲ့တဲ့အတွက်ကန်စာတာတွေပြန်လဲမလာဖို့ကိုဆရာမမြင်ပါတယ်ဆန္ဒမပိုင်းတော့မှဆိုရင်စိတ်ရဲ့လန်းဆန်းတက်ကြွမှုလေးတွေရရှိလာမယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးနည်းနည်းတော့ညံ့တက်တယ်ကျန်းမာရေးညံ့တက်တယ်တဲ့အဲ့ဒီအချိန်မှာပေါ့နော်ဒါပေမဲ့လုပ်ငန်းကိန်းကစီးပွားရေးလူမှုရေးနဲ့ပတ်သက်ပြီးတော့ ကိုမုံမာတယ်ဟေ့ဆိုတဲ့လူတွေကစားအရင်ကကြည့်လို့မရဘူးဆိုတဲ့လူတွေကစားဒီ၁၂လပိုင်းထဲမှာကိုမကိုဖြစ်လာမှရှင်เนาะအချစ်ရင်ထဲမှာဟေ့ဆိုရင်လည်းပဲအစတော့ကတော့၃နဲ့၄လို့ပဲဖြစ်နေတဲ့လူတွေတွေတနင်္လာသားသမီးတွေဒီ၁၂လပိုင်းထဲမှာအချစ်ခံဖို့ရှိပါတယ်ပြောမယ်ဟေ့ဆိုပြက်ပြက်သားသားလုံးဝကိုကိုကိုယုံကြည်မှုအပြည့်နဲ့ပြတ်သားနိုင်မဲ့အနေအထားမျိုးရှိမယ်ပြောမယ်ဟဲ့ဆိုကိုဆက်တွဲမဲ့လူဒီဟဲ့ဆိုရင်လဲကို ချစ်ပေးမဲ့လူမျိုးเนาะသူစီကနေကိုကအချစ်ပြီးွားစွာရတယ်ဖြစ်ဆိုတဲ့အနေထားလေးကိုရောက်မယ်တကယ်လို့ပေါ့အဲ့ဒီလူဒီကိုယ့်ပေါ်မှာမကောင်းဘူးဟိတ်ဆိုရင်လည်းကိုယ့်ရဲ့စိတ်ကနေပြီးပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီးတော့အဲ့ဒီလူစီကနေလုံးဝခွတ်ခွာသွားနိုင်တဲ့ဆုံးဖြတ်ချက်တွေကိုရရှိမယ်လို့ဆရာမမြင်ပါတယ်ရှင်အဲ့တော့၁၂လပိုင်းထဲမှာငွေကန်လေးတွေနဲ့ပတ်သက်ပြီးဟိတ်ဆိုရင်မမျော်လင့်မယ်ငွေတွေကဝင်လာမယ်လုပ်ငန်းကိန်းကားလေးတွေနဲ့ပတ်သက်ပြီးလုပ်ငန်းကိန်းကားလေးတွေကစပေါ့နော်ကုညီပေးမမဲ့လူတွေရောပြောင်းရွှေ့ဖို့အလုပ်ကောင်းလေးတွေက စအဲဒီနေရာမှာအလုပ်ကောင်းတယ်လာလုပ်ပါဟိဆိုပြီးတော့အဲ့လိုကိုယ်စွဲဖော်မဲ့လူညွန်ကြားမဲ့လူတွေပေါ်ပေါက်လာမယ်တဲ့နော်ဆနလပိုင်းထဲမှာအဲ့တော့ဒါပြဆနလပိုင်းထဲမှာတခုစိမ့်ဟိဆရာရှိတာကပါလေဟိဆိုရင်ငွေဝင်မယ်ငွေထွက်များမယ် ဒါပေမဲ့တန်ဖိုးကြီးသောပစ္စည်းအောက်စာတွေဝင်မဲ့စက်ပစ္စည်းเนาะစက်ပစ္စည်းနဲ့ပတ်သက်ပြီးရွှေနဲ့ပတ်သက်ပြီးခြံနဲ့ပတ်သက်ပြီးအိမ်လေးတွေနဲ့ပတ်သက်ပြီးတိဆောက်တာမျိုးပေါ့တိုက်အမြောင်တွေတိဆောက်ရမယ့်အနေအထားမျိုးရှိတယ်တဲ့ပြောမယ်ဟိဆိုလူလွတ်တွေဟိဆိုရင်လည်းပဲမင်္ဂလာတည်လေးတွေကြားရမယ်မမျော်လင့်ပဲအိမ်အောင်ကြာသွားတော့ပြီမမျော်လင့်ပဲနဲ့မင်္ဂလာအကြီးကျယ်ခန်းတော်ပြင်ဆင်လိုက်ရတာမျိုးအဲ့လိုမျိုးလေးတွေကြုံရမယ်ရှင်เนาะပြီးတော့ ခရီးနဲ့ပတ်သက်ပြီးခရီးအသွားလာလေးတွေအများဆုံးကြုံရမယ့်အခြေအနေရှိပါတယ်။အဲ့တော့သွားလိုက်တဲ့ခရီးနဲ့ပတ်သက်ပြီးရောအဆင်ပြေမလား။ကောင်းမလားဆိုတော့အရန်ကောင်းပါတယ်။ဘာကြောင့်လဲဆိုရင်လွန်ခဲ့တဲ့လတွေအကြောင်းရှိရင်တနင်္လာသားသမီးတွေအရန်နေပိန်ပန်းခဲ့တဲ့အတွက်ဒီချိန်မှာအနားယူပြီးတော့ကိုခရီးလေးအလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ပေါ့နော်။ခရီးလေးထွက်လိုက်တဲ့အစ်ဆိုကိုယ့်ရဲ့စိတ်ကပေါ့ပါလန်းဆန်းသွားပါလိုက်မယ်ရှင်။အဲ့တော့စာမိုးပွဲတွေနဲ့ပတ်သက်ပြီးဖြစ်ဆိုနေတဲ့လူတွေတွေလေးဆိုရင်လည်းစာမိုးပွဲနဲ့ပတ်သက်ပြီးဒီချိန်မှာစိတ်ကတည်ကြည်လာတယ်၊ကြည်လင်လာ ာတဲ့အတွက်ကြောင့်မလို့အဲ့ဒီအရာတွေကစားကောင်းတဲ့ကတခုပြီးတခုထွက်လာမဲ့အနေအထားမျိုးရှိတယ်။ပြီးလို့ရှိရင်နိုင်ငံရဲ့အချောင်းထွက်ပွားဖို့ဖောင်းတင်ထားတဲ့လူလေးတွေဟဲ့ဆိုရင်လည်းပဲနိုင်ငံရဲ့အချောင်းဖွင့်နိုင်တဲ့အခွင့်အလမ်းလေးတွေကြုံလာမယ်ရှင်နော်ဆက်တဆက်နှက်လာပိုင်းထဲမှာပေါ့နော်။ဒါပေမဲ့တခုရှိတာကကိုစင်ပြေလာပြီငွေနဲ့ပတ်သက်ပြီးအစိမ့်ပြေလာပြီငွေလေးတွေဝင်ကောင်းလာပြီလုပ်ငန်းလေးတွေပုံမှန်လက်ပတ်နိုင်လာပြီနည်းနည်းအစိမ့်ပြေလာပြီဆိုတာနဲ့မိသားစုရဲ့ကိစ္စကိုတော့တတိထားပါ မိသားစုအနောက်အရှက်လေးတွေပေါ့နော်စိတ်တော်ကောင်းမှုလေးတွေရောက်လာမယ်လို့ဆရာမမြင်ပါတယ်။ဘာကြောင့်လဲလို့ဆိုရင်တနင်္လာသားသမီးတွေကမိသားစုအင်မတန်မှငဲကွက်တတ်တဲ့လူလေးတွေဖြစ်ပါတယ်။သူတို့ကအပြောတာမချူတာတဲ့။အပြောနဲ့ရင်ထဲက ကားဘယ်လိုပြောမလဲနှောက်ကပြောလိုက်တဲ့စကားလုံးနဲ့ရင်ထဲမှာရှိတဲ့စကားလုံးကမတူညီဘူးတဲ့သူတို့တွေကရင်ထဲမှာကြာလို့ရှိရင်အရန်သိပ်ဝေနူးညံ့တဲ့အစွဲလန်းကြီးတဲ့တဲ့ကုညီဖေးမှချင်တဲ့စိတ်ကလေးတွေရှိတဲ့တဲ့တတင်းလာကားသမီးတွေကကိုယ့်ရဲ့မောင်နှမညီကိုမောင်နှမမိသားစုကိုဖိဆွေနိုင်ငါပဲပြောမယ်ကျန်တဲ့လူလုံးဝလာပြောကိုစိတ်မကူနဲ့ဆိုပြီးအဲ့လိုမမမမရက်တည်နိုင်စွမ်းရှိတဲ့လူမျိုးတွေဖြစ်ပါလေရှင်ပြီးလို့ရှိရင်ညီကိုမောင်နှမဆိုတော့ဒေတလောက်တော့ဆိုးရတာငါမလုပ်ပေတော့နေနဲ့ငါတော့လုံးဝပြတ်ပြီးလို့သူတို့ကအဲ့လိုတွေဖြတ်တတ်တယ်ဒါပေမဲ့အဲ့လူဒုက္ခရောက်ကြည့်အရှိဆုံးကရောက်သွားတာ အဲ့တင်းလာတော့တမီးတွေပဲရှင်เนาะဒါပေမဲ့ကိုယ်အတွက်ဟိရောဆိုရင်အဲ့ဒီကတိမမပြုတ်တဲ့အနေထားထဲမှာရှိတယ်ပြောလိုက်ရင်သူတို့တွေပဲကုညီခဲ့တာကိုကကုညီမှုတွေမရှိဘူးအဲ့လိုမျိုးညီကိုမောင်နှမကြတော့ပတ်ချလဲတတ်တယ်အချစ်ရင်နဲ့ပတ်သက်လာပြီလေဆိုရင်လည်းသူတို့ကပေးဆက်နိုင်စွမ်းလို့ရှိတယ်ဒါပေမဲ့အပြောမချို့တတ်ဘူးတင်းလာတော့တမီးတွေကဘယ်လိုပြောမလဲဟိဆိုရင်ဆက်ရလောက်တောင်မကြိုက်တတ်ဘူးငါရဲ့ရဲအောင်မှာငင်ငင်လေးနဲ့ငါပြောတဲ့စကားနေနာထောင်ပြီးနေသွားမလားတတ်တလုံးနေသွားနေငါအခုပင်တော့ကမရှိပဲနဲ့ငါထားပေးမယ်အေးအဲ့လိုပုံစံမျိုးငါထက်တာမတက်လာနဲ့ငါထက်ကြီးတဲ့စာဟုတ်တာနေထုတ်မလာနဲ့ထုတ်လာပြီလေ ဆိုရင်အဲ့ဒီလူနဲ့တနင်္လာသားလမ်းခွဲရပြီလို့သာမှတ်ပါ။မကြောက်လဲဆိုတနင်္လာသားတကြီးကဆုံးဖြတ်ချက်တွေညံဆန်းဆုံးဖြတ်ချက်တွေမှန်ကန်တတ်တယ်။လုပ်ငန်းငယ်ငယ်နဲ့ပတ်သက်ပြီးတိကျမှလည်းလုပ်တတ်သလိုအပြောဆိုနဲ့ပတ်သက်ပြီးသူတို့ပြောလိုက်တဲ့အရာတွေမှာတကြတောင်းဝန်ယူမှုတွေရှိတယ်။တောင်းဝန်ခံမှုတွေရှိတယ်။ပြီးလို့ရှိရင်ဘယ်လိုပြောမလဲဆိုတနင်္လာသားတကြီးတွေကလည်းအဲ့ဒီ လုံနေတဲ့အရာမှားနေတယ်သူတို့လုံတဲ့အရာကိုမှားနေတယ်ဟေးဆိုရင်တော့မရှင်းလို့လက်ညှိုးတူသွားပြောဖို့စိတ်မကူနဲ့သူဟာနဲ့သူပဲအဲ့ဒီမှားတဲ့အတိုင်းကိုခွေပတ်လဲပတ်ပြီးတော့ပြန်မှန်အောင်ပြန်လုပ်ယူတတ်တဲ့လူမျိုးပြောမယ်လေဆိုစကားတော့အယံကိုပဲဘယ်လိုပြောမလဲဖြတ်ထုံးညံ့ကောင်းတဲ့အထက်အแทမှာပါတယ်သူတို့ကဖြတ်ထုံးညံ့ကောင်းတဲ့ဥပမာဆက်ပြက်စီနဲ့ပတ်သက်ရင်ဆိုရင်တနည်းလာသားသမီးရဲ့ဆက်ပြက်စီနဲ့ပတ်သက်အယံချိုးပေးတဲ့အแทမှာပါတယ်အဲ့လိုညံ့ကောင်းတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲ့တော့တနည်းလာသားသမီးကပေးဆက်ပြီးဟေးဆိုရင်သူများနဲ့မတူဘူးပေးဆက်တတ်တယ်ဒါပေမဲ့တနည်းလာသားသမီးတွေကဘယ်လိုပြောမလဲနောက်ကြောင့်တွေးလိုက်မယ် င်လို့ဆိုရှင်မိသားစုရဲ့ down တော်တော်ခံရတတ်တယ်အိမ်တော်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးကိုပေးလိုက်သမျှအသေးသေးရှင်းတော်ဆိုတဲ့အခြေအနေမျိုးတို့အကြော့ပြခဲ့ရတတ်တယ်ပြောမယ်လေဆိုတို့ကအလုတ်ကိုတော့မကြောက်တတ်ဘူးအလုတ်မရှိမှောင်ပဲကြောက်တတ်တဲ့လူမျိုးလေးတွေဘယ်လိုပြောမလဲဘုံရှိစွာနေတတ်တယ်အိမ်ကြီးရှိစွာနေတတ်ထိုင်တတ်တယ်တဲ့တစ်ခါတလေမှာစိတ်လို့ကိုလောက်နေတတ်ပြောတတ်ဆိုပဲတို့ဘဝကိုပျက်စီးအောင်တော့ဘယ်တော့မှမလုပ်ဘူးသူများထိခိုက်နေအောင်လည်းပဲလုံးဝမလုပ်တတ်ဘူးဒါပေမဲ့ ူတို့ကိုထိခိုက်ပါစေပြက်စီးပါစေဆိုပြီးတော့တိုက်ခိုက်တဲ့လူတွေကသူတို့ကြွေးတဲ့မွေးတဲ့လူတွေကသူတို့အမြဲတမ်းတိုက်ခိုက်နေတတ်တဲ့အနေအထားမျိုးတွေကိုရောက်တယ်တဲ့အဲ့တော့တင်းလာသားသမီးတွေအထူးသတိထားမှာပငယ်ချင်းပေါင်းတင်မိသားစုရဲ့ယံအဲ့ဒါကိုသတိထားမယ်။ဘာကြောင့်လဲဆိုတင်းလာသားသမီးမှာရှားပါဆုံးတဲ့ຢာကလည်းမိသားစုရဲ့နှွေးထွေးမှုနဲ့ကောင်းသောတငယ်ချင်းမိုက်ဆွေတွေပါရှင်။ငွေရတော့သူကရွှေမရှားမွေမရှားတဲ့လူလေးတွေအဲ့တော့ဆက်ဆက်လက်ပိုင်းထဲမှာလှုပ်ယူရမယ်။ຢာရရလေးကပါလဲဖြစ်ဆိုရင် ခုနှစ်ရက်ပါသမီတို့မဟုတ်ခလေးခုနှစ်ယောက်ကိုရေခဲမုတ်လေးဝယ်ကျွေးပါရေခဲမုတ်လေးဝယ်ကျွေးလိုက်တဲ့အတွက်အေးတော့အေးမြတော့ နော်အေးမြသောဘဝကိုရရှိပါစေအခုပဲသောကများအလုံးငြိမ်းချမ်းပြီးအေးချမ်းစွာနေရပါလို့ဆိုပြီးဆုတောင်းပြီးလို့ရှင်အိတ်ကလေး9ရောက်ကိုရေခဲမုန်လေးဝယ်ကြည့်လိုက်ပါရှင်ပြီးလို့ရှင်တနင်္လာသားသမီးများလက်ပိတ်နေလားကံပိတ်နေလားစီးပွားရေးနဲ့ပတ်သက်ပြီးအဆင်မပြေတာတွေကြုံနေရလားငွေဝင်ပြီးငွေဝင်မြဲမှုဖြစ်နေလားအခြေအနေနဲ့ပတ်သက်ပြီးအကြံများနေတာလားသူများအတိုက်ခိုက်ပေးများနေတာလားဈေးရောက်ဈေးဝယ်မကောင်းဘူးလားဆမစီမှာဒီလိုမျိုးအဆောင်လေးတွေနဲ့လက်လာဖွင့်ပါရှင်ထိုင်းနိုင်ငံတနိုင်ငံပဲပို့ပေးပါတယ်ကိုခပရိနဲ့ပို့ပေးပါ ါတယ်လိုချင်တဲ့လူများ၅ယောက်မိများနိုင်ပါတယ်ဆံမစီမှာဘေးဒင်လာမေးတဲ့လူတွေမမှန်ရင်မတုစီယာမှာတပြားတစ်ချက်မှမယူဘဲနဲ့အာမခံတဲ့ဆံမဟောပေးတဲ့လူဖြစ်ပါလေရှင်အဲ့အားလုံးကိုဆံမကဟောပြောလိုက်တဲ့စကားလုံးချင်းကိုတာဝန်ယူတာဝန်ခံနိုင်စွမ်းရှိပါတယ်အဲ့တော့ယုံကြည်စိတ်ချစွာနဲ့လာရောက်ဝိညာဉ်ဆက်သွယ်နိုင်ပါလေရှင်ဆံမလေးရဲ့အကောက်တက်ကိုလာပေးပါလို့မြတ်တရရခံချင်ပါတယ်ယေရှုတင်ပါတယ်ရှင်